ချစ်တာတဲ့မဟုတ်မှန်တဲ့စကားကိုရဲစရာအနေနဲ့တောင်မှမပြောမိစေနဲ့မပြောမိအောင်ဆောင်ထိန်ဆိုပြီးတော့ဘုရားရှင်ကိုရမကြီးရဲ့တားတော်လေးရှင်ရာဟုလာကိုဒီလိုမိန့်ခဲ့ဘူးတဲ့မဟုတ်မှန်ပြောတဲ့ပုဂ္ဂိုလ်ဟာခွက်သေးကရေတွေကိုမှောက်ပြီးတော့တွန်လိုက်တယ်လို့ပဲတဲ့ စကားတွေပြောဆိုကြတဲ့နေရာမှာအတတ်နိုင်ဆုံးမှန်မှန်ကန်ကန်ပြောကြပါကိုပြောလိုက်တဲ့စကားကြောင့်ချစ်နေတဲ့ပုဂ္ဂိုလ်နှစ်ဦးအချစ်တွေပြပြသွားမယ်ဆိုရင်ကိုပြောလိုက်တဲ့စကားကြောင့်ခင်နေတဲ့ပုဂ္ဂိုလ်နှစ်ဦးအခင်မင်းပြသွားမယ်ဆိုရင်ကိုပြောလိုက်တဲ့စကားကြောင့်နားလည်မှုရှိနေတဲ့ပုဂ္ဂိုလ်နှစ်ဦးနားလည်မှုတွေလွဲသွားမယ်ဆိုရင် အကျိုးတွေရုပ်တက်ပါတယ်လူတွေဥစဉ်တို့နေ့စဉ်စကားတော့ပြောနေကြရတာပဲမိုးလင်းကလေးကအဲ့ဒီပြောနေတဲ့စကားတွေမှာမမှန်မကန်တဲ့စကားတွေပါလာပြီဆိုလို့ရှိရင်ပထမဆုံးကို့မှာ၅ပါးတီလာကြည့်လိုက်ဘုဒ္ဓဝါဒဆိုတဲ့တိခါပုတ်ကျူးလွန်သွားပြီမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသူသားလေးရာဟုလာကို ဦးဇင်းတို့ဆုံးမတဲ့အခါမှာချစ်တာတဲ့မဟုတ်မမှန်တဲ့ဇကားကိုရှင်းစရာအနေနဲ့တော့မှမပြောမိစင်နဲ့မပြောမိအောင်ဆောင်ထိန်ဆိုပြီးတော့ဘုရားရှင်ကိုရမြကြီးရဲ့အသားတော်လေးရှင်ရာဟုလာကိုဒီလိုမိန်ခဲ့ဘူးတဲ့မဟုတ်မမှန်ပြောတဲ့ပုဂ္ဂိုလ်ဟာခွက်သေးကခြေတွေကို မှောက်ပြီးတော့တွန်လိုက်တယ်လို့ပဲတဲ့ဘာတစ်ခုမှမကြံတော့ဘူးဘာမကြံတာလဲဆိုတော့သူ့စီမှာရှိတဲ့အကျင့်သိက္ခာတွေခုံသိက္ခာတွေကိုယ့်စီမှာရှိတဲ့အရာတွေကိုကိုမှောက်ပလိုက်တယ်လို့ပဲအောက်ချလိုက်တယ်လို့ပဲတဲ့နော်ဦးဇင်းတို့ကြည်ကြည်ပေါ့မဟုတ်မှန်ပြောတဲ့လညာပြောဆိုတဲ့ပုံကိုတရားရဲ့စကားဘယ်သူကမှမယုံဘူးလေဘယ်သူကမှလည်းအလီမထားဘူးဒီလိုပဲပေါ့ ောက်တစ်ခုဥစဉ်တို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဥစဉ်တို့မူလပန္နာတာထဲမှာနော်စာမျက်နှာ300ကျော်မှာတင်တယ်အဘယ်တို့ကြစီတက်တဲ့အကုတုတရား10ပါးရှိတယ်ဒါကိုပဲဒုစရိုက်တရားလို့ခေါ်တယ်ဒုစရိုက်တရား10ပါးထဲမှာပိတုနာဝါစာဆိုတာပါတယ်ပိတုနာဝါစာဆိုတာကဝစီဒုစရိုက်ထဲမှာပါတာပေါ့ဝစီဒုစရိုက်၄ပါးထဲမှာပါတာနော်မူတာဝါဒ ပြီးရင်ပြည်သူနာဝါစာသူတပါချစ်ခင်နေတဲ့သူနှစ်ယောက်ရဲ့အချစ်ကိုပြက်ပြားအောင်ပြောတဲ့စကားမျိုးအဲ့လိုပြောပြီဆိုလို့ရှိရင်ဒီဒုစရိုက်ဆိုတာကဒုဆိုတာမကောင်းတဲ့ဇရိုက်ဆိုတာစရိတကနေလာမြမမှုရေးတဲ့အခါမှာတော့စရိတဇရိုက်မှာကတ်တဲ့နေရေးကြတယ်နော်စရိတဆိုတာအကျင့်မကောင်းတဲ့အကျင့်မကောင်းတဲ့အကျင့်ရှိတဲ့ပုံကိုယ်တွေပြောတဲ့စကားပေါ့ နော်ဆယ်ပါးတက်ကတာတပါးပဲရှိသေးတာမကောင်းတဲ့ပုံကိုယ်တွေကအဲ့လိုပြောတယ်မကောင်းတဲ့ပုံကိုယ်ဆိုတာဘယ်လိုပုံကိုယ်လဲမကောင်းတဲ့ပုံကိုယ်ဆိုတော့ယုံမာတဲ့သူပေါ့သူတော်ကောင်းမဟုတ်တော့သူယုံမာဘူးယုံမာတဲ့စိတ်ထားရှိသူတွေအဲ့ဒီမမှန်မကန်တဲ့စကားကိုပြောတယ်တဲ့အဲ့တော့အားလုံးလည်းပဲဒါစဉ်းစားစရာဘာကြောင့်စဉ်းစားစရာလဲဆိုတော့ဥစ္စာတို့စကားတွေနေ့စဉ်လူတွေပြောနေကြရတာ ဲ့မဟုတ်မမှန်တဲ့စကားတွေပြောမိမယ်ဆိုရင်အကျိုးကအတိုင်းစားမရှိဘူးအကျိုးတွေပြတ်သွားတတ်တယ်အဲ့ဒါကြောင့်ဒီမဟုတ်မမှန်တဲ့စကားတွေကိုအတက်နိုင်ဆုံးမပြောမိဘူးအတက်နိုင်ဆုံးရှောင်ကျင်ဖို့အတက်နိုင်ဆုံးဟုတ်မှန်မှန်ကန်တဲ့စကားတွေပြောဖို့အင်မတန်မှဥစဉ်လို့လိုပါတယ်